တကြံပြီးမှထိုင်းနိုင်ငံကိုပြန်လာကြမဲ့မြန်မာအလုံသမားတွေနဲ့အတူတရားမဝင်မူရီဆေးတွေတင်သွင်းလာမှာကိုထိုင်းနယ်ခြားစောင့်တပ်တွေကစိုးဝင်နေကြပါတယ်။မောင်တူးကတင်ဆက်ပေးတာပါခင်ဗျာ။ဟုတ်ကဲ့ပါ။ထိုင်းမြန်မာမျိုးရီမဲဆောက်မျိုးနယ်အဆင့်နယ်ခြားကော်မတီ38ကျင်းမြောက်အစည်းအဝေးပြီးထိုင်းနယ်ခြားစောင့်တပ်မှုကအခုလိုပြောလိုက်တာပါ။ กลับกลับไปเล่นสงการนะครับแล้วก็ช่วงที่กลับเดินทางเข้ามาอันนี้ลำดับอำนวยความสะดวกแต่ว่าสิ่งที่เราต้องระวังความมั่นคงก็คือเรื่องแต่จะอินเปียนเลจะได้มีมาเลือดมาดีทายกูเปายนาได้จีมาที่อาโมงได้มุยเสวาดีที่บาเทเต็นตัวนี้ลำมากูจนรู้สู้ยิงนี่ยาลาบังที่ติดกฎหมาย ไม่ว่าจะเป็นยาเสพติดหรือคนเนี่ยนะครับคนขากลับเนี่ยที่จะกลับเข้ามาแล้วก็ขนาดเดียวกันในเรื่องของสิ่งที่เป็นข้อห่วงใยของผู้ยอมชิงงานโบราณยาแค่ในแต่อาจารย์นั้นเลยผู้ง အာဆီယံလူမှုပိုင်ပိုင်ကြီးလူပေါင်းရေးကြီးဒီနေကြားအစည်းအဝေးကိုအီဗီလာ၁၀ရင်းနေကမဲဆောက်မှာကျင်းပခဲ့ပြီးမြန်မာနေကြားကော်မတီဥက္ကဋ္ဌဘုံမူအောင်ကိုဝင်းနဲ့အဖွဲ့တက်ရောက်ခဲ့ပါတယ်ဟုတ်ကဲ့ပါဒါရင်းနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ဘက်ကလည်းအဲသက်ဆိုင်ရာဟိုဌာနများနဲ့ပူးပေါင်းပြီးတော့စစ်ဆေးကြမှတ်လျက်ရှိပါတယ်ဒီထိုင်းနိုင်ငံကစိုးရင်ထိုင်းနိုင်ငံဘက်ကစိုးရင်တဲ့စိုးရင်တဲ့ဆိုလို့လည်းကျွန်တော်တို့သိပါတယ်အဲ့လိုပဲကျွန်တော်တို့လည်း ိုတာဝန်ရှိတဲ့ဌာနတွေကပူးပေါင်းပြီးတော့အတက်နိုင်ဆုံးစက်မှတ်စစ်ဆေးလျက်ရှိပါတယ်။ထိုင်းဘက်ကလည်းမြို့နယ်စစ်နဲ့ရာကော်မတီဆက်ဆံရေးယုံအတွင်ရင်မူဗိုလ်မှူးနတ်ဖုံးနုစီရီနဲ့ထိုင်းနယ်စပ်မြို့နယ်၅ခုကမြို့နယ်အုပ်ချုပ်ရေးမှုတွေတက်ရောက်ခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်မောင်တူပါ